ဲ့တော့ဒီ line 1 line 2 line 3ဆိုတာကကျွန်တော်မဂနက်တစ်ကွန်တာကိုဖြတ်လာပြီးတော့မှဒီ overload ကိုအရင်ဆုံးရောက်တယ် overload ကနေပြန်ထွက်လာပြီးတော့မှဒီ3 phase motor UVW ကိုသွားတယ်နော်အဲ့တော့ overload ကိုဖြတ်လာတဲ့အချိန်မှာဒီ line တစ်ခုရင်းစီမှာရှိနေတယ်နော်ဒီ ampere ကိုဒီ overload ကတိုင်းလိုက်တယ်တိုင်းပြီးလို့ရှိရင် ကျွန်တော်တို့ဒီသူ့ရဲ့ NO NC contact တွေက ့ over လုပ်ပြတဲ့အချိန်ဒီမှာဆိုရင်ပုံမှန်အချိန်နေရာတွေပြီးတော့မှအချိန်ကြီးပြောင်းသွားတယ်နော် NO contact ကဆိုလို့ရှိရင်လည်းကတ်သွားတယ် NC contact ကဆိုလို့ရှိရင်လည်းထိနေရာနေပြီးတော့မှပြန်ကွာသွားတယ်နော်ကဲဟုတ်ပြီအဲ့ဒီတော့ဒီ over လုပ် over လုပ်ကနေဒီသုံးရမယ်ဒီ control point နေဖြစ်တယ် NO နဲ့ NC contact ကိုကြတော့ကျွန်တော်တို့ကဒီ control cycle ဘိုင်းမှာလာပြီးတော့သုံးမယ်เนาะဒါက power cycle အဲ့တော့မှတ်ထားရမှာကကျွန်တော်တို့ဒီ overload ရဲ့ NC ကိုနှက်ကိုကြတော့ overload ဖြစ်တဲ့အချိန်မှာဒီ magnetic connector နော်ဒီ motor ကိုမောင်းမယ် magnetic connector ကိုရက်ပြီးဖို့တော့ဒီ NC connector ကိုသုံးတာဒီ NO connector ကိုကြတော့ဒီ overload ဖြစ်တဲ့အချိန်မှာဒီ pilot lamp မီးလင်းပြီးတော့အချက်ပြဖို့အတွက်နော် pilot lamp နဲ့တွဲပြီးတော့သုံးတာဒီလိုပဲမှတ်ထားလိုက်အောင်နော်အဲ့တော့ကျွန်တော် drive online starter တင်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီ control ဘိုင်းကိုဆက်ပြီးတော့ရှင်းပြသွားမယ်နော်ဟုတ်ပြီအဲ့တော့ဒါ reset ခလုတ်နော် reset ခလုတ်ဆိုတာကသူကနှိပ်လိုက်လို့ရှိရင်မူလအခြေအနေတိုင်းပြန်ဖြစ်သွားမှာ NO ကလည်းမူလအခြေအနေတိုင်းပဲပြန်ကွာသွားမယ် NC ခွန်းတက်ကလည်းမူလအခြေအနေတိုင်းပဲပြန်ထိသွားမယ်နော်ဒါလေးကိုပြထားတာဟုတ်ပြီနော်အဲ့ဒီတော့ကျွန်တော်တို့ electronic overload relay အကြောင်းကိုကျွန်တော်တို့ဒီမှာသူ့ရဲ့ပုံစံလေးကိုတစ်ချက်နည်းနည်းကြည့်ကြည့်လိုက်အောင်နော်ဒါသူက electronic overload relay ပေါ့နော်ဒီမှာသူက CD coin တစ်ခုစီရှိတယ်နော် CD coin နေနဲ့ဒီဝင်လာမဲ့ကျိုးသုံးချောင်းကိုအမ်ဘီယာကိုတိုင်းလိုက်တယ်နော်ဒီကျိုးသုံးချောင်းမှာရှိနေတဲ့အမ်ဘီယာကိုတိုင်းတယ်တိုင်းပြီးတော့ဒီ circuit circuit ပြောင်းပါမှာပေါ့နော် circuit ပြောင်းပါမှာ ဒီက electronic နီလန်းနဲ့ကျွန်တော်တို့က trick လုပ်ပြီးတယ် trick လုပ်ပြီးတာတို့เนาะ setting ချိန်ပြီးတာတို့ဒါမျိုးတွေကိုလုပ်ပြီးတယ်